ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာငိမ့်ကျော်ရေးသားသောဘသူအလွန်ရဲ့လို့ဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ခင်ဗျာဘသူအလွန်ရဲ့လို့နေမျိုးကြီးတွင် အတူနေကဥပဇာကောလိပ်တွင်ကြောင်းတက်ဖို့ဖြစ်သောအောင်မြင့်တန်းအကြောင်းကိုကျွန်တော်ပို့၍သိ၏အရင်နည်းဆုံးတငယ်ချင်းဖြစ်တော်လဲပြောဆိုသည်မစကားတိုင်းကိုသူမနာခံတို့ရတွင်အတိုက်အခံပြန်မပြောမငင်း စီကရက်တဖောက်ပွားခေါင်းတငိမ့်ငိမ့်ပြုံးကြည့်ရဲ့ကြည့်နဲ့အေးပါကွာဟုတ်ပါတယ်တငယ်ချင်းတွေရဲ့သားပြန်ပြောလေရှိသည်အောင်မြင့်တန်း၏အကျင့်တိတ်ခါတွင်ရည်စားများခြင်းမှ အပအချားပြောစရာမရှိသူ တဖက်သားကိုကောက်ကျစ်ဆင်းလဲခြင်း မလိုတမာရှိခြင်းဂုံချောခြင်းအဆရှိသောဇာရိတမရှိတော့လေရည်စားများခြင်းတစ်ခုသာပြောစရာရှိ၏ မြို့တွင်လူချစ်လူခင်များသည်အပြောအဆိုရီမွန်တွက်လက်သည်ကြီးငယ်ရွယ်သူမဟု တလေးတစားဆက်ဆံသည်ကျောင်းစာတော်သည်စာပေဘုသူတ္တရှိသည်တူရိယာသုံးလေးမျိုးကျွမ်းကျင်သည်ထို့ပြင်ရုပ်ရည်ချော်မော်သည်ရန်ကုန်ပြောင်းပြီးရင်တော့မင်းအကျင်လေးတွေဖြောက်တော့ကွာဒီမြို့မှာကတော့မင်းကြီးသားများတစ်မျိုးလုံးအသည့်ရန်ကုန်တက္ကသိုလ်ရောက်ခါမှရေမြောင်းလေးကမိချောင်းကိုပင်လယ်ထဲချပေးလိုက်လို့မဖြစ်အောင်လေ ူရယ်ပြီးနော်ရီးစားများတာတမျိုးလုံးသိကြတဲ့အထဲကဒီမျိုးကကောင်မလေးတွေကပဲငါ့ကိုဘာလို့ပြန်ကြိုက်ကြလဲအောင်ခင်ငါအကြောင်းကြားပြီးသားပဲဥစ္စာတိနေရင်ပြန်မကြိုက်နဲ့ပေါ့ဒါငါကန့်လန့်ပြောတာမဟုတ်ဘူးနော်ငါ့ကိုငါပါမသိတဲ့အချက် နားတော်မလဲဘူးငါကုတော်ကံ तू ပြောစီမှာဟုတ်တော့ဟုတ်နေ၏သူ့ကိုကြီးအပြစ်ဖို့မှာဆို၍အဖော်ဆက်သော စကားမဟုတ်ဟုကျွန်တော်ယုံသည် သူ့အကြောင်းသိလျက်နဲ့ပြန်လဲချစ်ချက်ကြိုက်ချသူတွေကိုသူ့အရင်ကျွန်တော်အံ့ဩဖို့ဒီမှာကြာလာပေပြီ။အေးအဲ့ဒါလဲဟုတ်တာပဲဟုသူ့ကိုပြောရင်ရောက်တက်ပြီဆိုရတာ။မင်းကယောက်ျားလေမင်းမှာတာဝန်ရှိရပဲ။ငါမှကြီးတာဝန်ရှိတာမဟုတ်ပဲအောင်ခင်ရငါအကြောင်းသိရင်ငါဘာလို့ပြန်ကြိုက်ရမှာလဲမကြိုက်နဲ့ပေါ့။ဘသူမှဒုန်းနဲ့တားနဲ့ရွယ်ပြီးချင်းချောင်းနေလို့လေ။ဆောင်စီထင်းသိမ်းရင်ပြီးတာပဲတယောက်ဆိုတယောက်မင်းတစ္ဆာရှိပေါ့ဒါဆိုပြီးတာပဲ ဖြစ်စရာကောင်းတာတွေကနောက်ထပ်တွေ့တွေ့လာရတာကိုဒီသဘောနဲ့သာဆိုကဘာတကဘာနဲ့တောင်မင်းလောက်မှာမဟုတ်ဘူးမြောက်ကျွန်းသူတောင်ကျွန်းသူတွေ့ရင်တောင်မင်းရက်မှာမဟုတ်တာသူတဟားဟားရေ၍နေသည်အချာအချာသောမင်းကလေးတွေနှင့်ဆက်လင်း၍တန်ယုံတာတည်းပေးခဲ့သည် ထိုမင်းကလေးတွေကအကင်းပါသူတွေ အရှောင်အတိတ်တတ်သူတွေအောင်မြင့်တန်းကဲ့သို့လှင်သူတွေ မိလိုင်နဲ့ပတ်သက်၍ကကျွန်တော်သူ့ကိုပြင်းပြင်းထန်ထန်သတိပေးသည် မိလိုင်သည် သူထားခဲ့သမျှချစ်သူတွေနဲ့တူတူမဟုတ် ရုပ်ရည်ကအစရွက်ချမ်းရည်ကြိုထက်ပင်လျော့သည်မလှဟုပြောနိုင်တကဲ့သို့အယုတ်ဆိုးသူဟုပင်ဆို၍ရသည်သို့တော်အေးစေယူသားသည်ဝိပုံစားပုံကအစလျက်လျက်ပေါ်ပေါ်မရှိရိုးလွန်းအလုံးတုံဟုပင်ထင်ရသည်အယုံလွယ်သောမင်းကလေးဟုမြေယုံနှင့်ပင်တည်နိုင်သည် မိနိုင်သည်ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်သူဖြစ်သောကြောင့်သူအကြောင်းကြားဘူးထားမည်ဟုကျွန်တော်ယူဆသည်မိနိုင်နှင့်မောင်မြတ်တန်းတို့သည်တာမန်ခင်မယ်မှုသာရှိလိမ့်မည်ဟုထင်မှတ်ခဲ့သည်သူတို့နှစ်ယောက်၏ဆက်ဆံရေးကိုကျွန်တော်လျှော့တွက်ခဲ့မိခြင်းမှာတစ်ချက်ထဲမိနိုင်မလားသောကြောင့်ဖြစ်လေ၏ကျွန်တော်တွက်ကိန်းလွဲပြီဟုသိရသောနေ့ကပင် အောင်မြင်သည်မိနိုင်ကိုဒုက္ခပေးတာကတော့လွန်နေကွာသူအားအတင်သွားပြီ ဟာငါဘာတို့ကပြီးလို့လဲကျွန်တော်မဲပြုံးပြုံးပြီးမဲတဲ့သူရဲ့အနေထားကချစ်သူလေးသူရဲ့ကြဲကြဲနဲ့ဖြေလေသည်မိလိုင်ကရိုးရိုးအေးအေးလေးပါတခြားမဲချစ်ခဲ့ကြိုက်ခဲ့စွန့်ခဲ့တဲ့မိန်းကလေးမျိုးကမဟုတ်တာကွာမင်းဒုက္ခပေးတာကလည်းကြည့်ပေးမှာပေါ့သူရဲ့ရွေးနေပြီးမှာမိလိုင်ကိုငါချစ်တာဒုက္ခပေးတယ်လို့မင်းထင်တာအဲ့ရောငါတကယ်ချစ်တာ နားမရှိရင်ကောင်းတာမင်းစကားကိုယုံမို့လို့ဩအောင်ခင်ရတကယ်ပါကွာဘယ်သူလုံးကငါအဲ့ဒါကိုပြောခဲ့ဘူးလို့လဲမိလန်ကျမငါပြောတာပါမင်းမိလန်ကိုတကယ်ယူမှလားကဲပြုတ်ဒူယာအစီကန် secret ကိုဖွာရင်အပြုံးမျက်နှာနဲ့နေဤကျွန်တော်ကိုလှမ်းကြည့်ပြီးတကယ်ကိုလက်ထပ်ပြီးယူမှတကယ်ရင်ကျွန်တော်မယုံနိုင် လိမ်ဖန်များသောသူကိုအယုံကြည်ကင်းမဲ့သူကဲ့သို့ကျွန်တော်ဖြစ်နေသည်မိလိုင်ကို သူစနီးတော်လိုသောအချက်တွေရေတွက်ရ၏အတားမဲမဲမလှမပသော မိန်းကလေးနှင့် အလှကြိုက်လွန်းသူ၏ဖူးစာကံသည်ခေမာတေယာတီဟုပရမအချက်အနေနှင့်တွက်၏မိလိုင်၏ကိုနေကိုလှသည်တာမန်မိလိုင်မိဘ၏ဒနာဥစ္စာအရှိန်ဝါသည်အထင်ကြီးစရာမရှိ၏ ဘယ်အချက်ကိုအပြုတ်ကအိမ်တော်ဘက်စည်ရင်ထဲ့မည်ဟုစဉ်းစားမရမိလိုင်ကိုရင်ခွဲပလက်ဖြစ်အောင်မနှိမ့်ဆက်တင်မှုတော့အောင်တမ်းမြင်ငါရှင်နေကကိုနစ်နေအောင်ချစ်တာပါအောင်ခင်ရမင်းညီငွေလို့သူ့ကိုစွန့်လွတ်လိုက်ရင်မိလိုင်ယူသွားနိုင်တယ်နော်ငါအတော်နာမည်ပြတ်နေပါလားကွာမျက်နှာငယ်ဖြင့်သူပြောသည်တင်းကြိုဆွဲချက်တွေတိတ်မတင်တင့်ဟုသဘောရ၍ကျွန်တော်ဆက်မပြောခဲ့ မိလိုင်သည်သူ့ကိုဂရုစိုက်လွန်းသူဟုကျွန်တော်အောက်မေ့မိသည်စားတောက်ဆိုင်ထိုင်မြဲကြံလင်အောင်မြင့်တန်းထိုင်ခြင်းသည့်ဆိုင်တွင်မှထိုင်သည် အစားအသောက်ဆိုအောင်တန်းမြဲစားသည်ဘုရားမိလိုင်စားသည်ရုပ်ရှင်ကြည့်သည့်ကိစ္စစတိတ်ရှိုးကြည့်သည့်ကိစ္စပါမကျန်အင်းကြီးအဝဲအစားအသွေးအယောင်အမျိုးအစားကအစသူ့အလိုနဲ့အညီမိလိုင်ဦးစားပေးသည်လိုင်လျောလုံးချင်းကိုကျင်နာမျက်နှိုးလုံးသောကြောင့်ဟုကျွန်တော်သဘောပေါက်ပါ၏။သို့တော့ ပြစ်ခွာသွားမည့်အရေးကိုကြောင်းကြတဲ့ဖြင့်အလျှော့ပေးသည်နှိတ်ချထားသည်ဟု သူထင်မှာကိုလည်းကျွန်တော်စိုးရိမ်သည်လူအနေဖြင့်မိလိုင်ကိုအခွင့်ကောင်းယူမာတွေပါကျွန်တော်ပူပန်ခဲ့သည်ပြောဖို့ရာကမတင်သူတို့နှစ်ယောက်နဲ့အတူကျွန်တော်ပါသွားရလာရစားရမှာအများအားဖြင့်ပါနေတတ်သည်မိလိုင်သည်သူ့ကိုတမောင်နှဲမောင်နေသူမိလိုင်သည်မိန်းကလေးတယောက်ဤရပိုင်ခွင့်တွေကိုတတိမရနိုင်အောင်သူ့ကိုရစ်နေသူ့ သဘောကွဲလဲမှုတစ်ခုမှမရှိအောင်ကိုယ်စိတ်ကိုယ်ကိုယ်တွေဖယ်ထားသူနှကန်းတဆူမျက်စောင်းတစ်ချိတ်စိတ်တကောက်မျှကျွန်တော်မမြင်မကြားခဲ့ရကိုအောင်ခေတငယ်ချင်းကကြောင်းပြေးတော်ရင်နိုင်ငံသားမှာတော့အလုပ်လုပ်မယ်တဲ့တကယ်တော့ရုပ်ရှင်မင်းသားလှုပ်ဆိုင်ဖြစ်ပါလေသူ့ကိုယ်သူမယုံလို့မိလိုက်တာသူ့နေရာမှာဆိုရင်ရုပ်ရှင်မင်းသားလှုပ်ရှားပြီကျွန်တော်ကိုမိလိုက်လှမ်းပြောဤရေရှွန်းစကားမဟုတ်အမှန်တကယ်ယုံကြည်သောအပြော ရုပ်ရှင်မင်းသားဖြစ်ရင်ခုထက်ဝိုင်းဝိုင်းလဲနေမယ်မိလိုင်ကြိုင်းခဲမှာလဲထဲ့တွတ်အောင်နောက်ပြောင်ပြောလိုက်တော့ကျွန်တော်ကိုမိလိုင်ကမောင်ကိုမိလိုင်ယုံပြီးသားပဲကိုအောင်ခင်ငါတို့ကတော့မယုံရေးချမယုံဘူးပဲဟုကျွန်တော်ဆက်၍နောက်တည်မောင်အကြောင်းကကကနေအထင်မိလိုင်တည်တာပဲသူပြောပြတာလေးပဲလားမိလိုင်ကလည်းနားရှိတာပဲအကုန်တည်တယ်ဆိုတော့ မောင်ကဝင်ခံဖြောင်းချန်ရှင်းနှထုတ်ထားတယ်လေဒီတော့ယုံတယ်ဟာတဲပိုင်မလားဟုကျွန်တော်အာအာတင့်ရေမောပြီးပြောလိုက်သည်သူကကျွန်တော်ကိုပြုံးကဒူးနှံ့၍နေ၏ကျွန်တော်သည်လက်ဖက်ရည်တီမိကဲ့သို့ဖြစ်သွားလေ၏သူ့မျက်နှာဘေးတီအောင်ပွဲရသူ၏မျက်နှာမျိုးမိလိုက်မောင်တငယ်ချင်းကိုပြောလိုက်ပါကွာမောင်တို့နှစ်ယောက်ကြားမှာနှောက်ဖို့မစင်စားနဲ့အင်မတန်စီလုံးအင်မတန်ညီညွတ်အင်မတန်နားလည်မှုရှိတယ်လို့ ပြီးတော့ဂျားလေအသွေးမခံပါဘူးလို့လဲနောက်ဆက်တွဲကကြီးပြင်ညာချက်လေးပါထုတ်ပြန်ပေးလိုက်ပါကွယ်မိလိုက်သည်ချိုးလွင်သောရေသံဖြင့်ရေသည်သူတို့နှစ်ယောက်ကိုကြည်ကကျွန်တော်ကြည်နူးလာသည်တနစ်တာကာလတွင်သူ့ကိုကျွန်တော်ယုံကြည်လာသည်မကအပ်ပင်အံ့ဩရသည်ဂျစ်ပစီလိုရေကြည်ရာမျက်နှာရာရွှေပြောင်းရည်သာနေလေးရှိသူကတနေရာရာမှာအခြေတကျနေတော့မည်ဟုအံ့ဩရသည် သူသည်မိလိုင်ကိုအေးတယူဂယုတပြုရှိသည်မိလိုင်၏မွေးနေ့ကိုအလွတ်မှတ်မိခြင်းမွေးနေ့ပွဲကျင်းပခြင်းအမတ်တရပစ္စည်းလေးတွေလက်ဆောင်ပေးခြင်းနေကြာစေတရပြားခါအစတတိတရဝယ်ပေးခြင်းတို့ကိုကျွန်တော်မြင်သိနေရသည်သူအိမ်ကအဖေအမေနှင့်ညီအကိုမောင်နှမတွေကပင်သူ့ကိုအံ့ဩကြသည်မိလိုင်ကိုမမြင်ဘူးကြတော့လဲဓာတ်ပုံတွေကိုတော့မြင်ဘူးကြသည်ဒီတယောက်ကြမှာပဲမြဲတော့တယ်ဟုဆိုကြသည် ျွန်တော်ဒီသူ့ကိုယုံသွားသည်မိလိုင်နှင့်ချစ်သူဖြစ်နေစဉ်အချားမင်းကလေးတယောက်ကိုရီးစားပြိုင်ထားခြင်းမျိုးသူမပြုမိလိုင်ပေါ်တွင် သူတစ္ဆာရှိပြီဟု ကျွန်တော်ယူဆလာခဲ့သည်သူဒီသူ့အကြောင်းကိုမိလိုင်အားအတိပေးခဲ့သည်ဟု ဆိုတော့လေချွန်းတန်ချွန်းချန်တန်ချမ်းမြီးဟု ကျွန်တော်ထင်ခဲ့၏သို့တော့ကျွန်တော်ထင်တယ်လို့မဟုတ်ခဲ့ သူအကုံအစင်ပြောပြခဲ့သည် အချို့သောအမျိုးသမီးအမိများကို ကြားပင်မကြားဘူးခဲ့ ထိုအမျိုးသမီးတို့ဤဓာတ်ပုံတွေစာတွေကို ထုတ်ပြသည်ဟုဆို၏မိလိုင်က ယူကြည့်သည်မိလိုင်ရှိတွင် ထိုစာတွေဓာတ်ပုံတွေကိုမိရှုဖြည့်ဆည်းခဲ့သည်ဟုသိရသည်မိလိုင်ထံမှတဆင့်ပြန်လည်ကြားသိရသည်မှာအံ့ဩဝေရရကြီးဖြစ်လေသည်ကျွန်တော်တော့သူတလောက်အချိုးပြောင်းသွားတာအိမ်မက်လိုတော့ဖြစ်နေကြားသည်မှာတော့ဝမ်းသာတယ်မိလိုင်မိလိုင်ကိုသူတလောက်ချစ်မြတ်နိုးတဲ့အတွက်ပီတိဖြစ်ရတယ်ဗျာ ကျွန်တော်စကားအဆုံးတွေမိလှန်ပြုံးသည်ကျွန်တော်ကဆက်၍အစကအခုလောက်မထင်ခဲ့ဘူးအဲ့ဒါကျွန်တော်အမှန်တိုင်းပြောတာမိလှန်လဲကိုအောင်ခင့်လို့ပါပဲသူကအဆက်ဆက်အရာရာတာတယ်မို့လားသူမိလှန်ကိုအခုလောက်ချစ်မယ်လို့မျှော်ကိုမမျှော်လင့်ခဲ့တာပါမေတ္တာတရားဆိုတာတော်တော်အံ့ဩစရာကောင်းတဲ့အရာပဲခုမှလဲကျွန်တော်စဉ်းစားမိတာပါမိလှန်ဒီစားတော့ဆိုင်တွေထိုင်နေရမှအပြင်တို့မကြာခဏလှမ်းမျှော်သည် အောင်မြင့်တန်းအလာကိုမျှော်ပုံရသည်ခဏအကြာတွင်အောင်မြင့်တန်းရောက်လာသည်ငါ့ကြွယ်ရမှာငါအတင်ပြောနေကြတယ်မဟုတ်လားဟုအောင်မြင့်တန်းကရေမောပြီးမေးလေသည်တတိယနှစ်အောင်စင်းများထွက်ပြေးချိန်တွင်မိလိုင်ဘက်မှပြဿနာတရက်တက်လာသည်မိလိုင်၏မိဘကမိလိုင်ကို သူတို့သဘောတူသူအရာရှိငယ်တဦးနှင့်အိမ်အောင်ချပေးမိကိစ္စမိလိုင်ကထိုအကြောင်းပြောသည့်အချိန်မှာ အောင်မြင်တဲ့မျက်နှာတည်မထိနိုင်အောင်ညိုလာ၏မိလိုက်အနေထားကတော့ရှင်းပါတယ်မရအရညင်းပါပဲဇို့အတင်းအကျက်တော့အိမ်ကစီစဉ်မယ်မထင်ပါဘူးဟုမိလိုက်ကစကားအစသက်သည်မိလိုက်သည်အိမ်ကအစီအစဉ်ကိုအေးဆေးတည်ငြိမ်စွာပြောပြလေသည်တကယ်လို့စီစဉ်လာရင်ကောမိလိုက်မဖြစ်ဖြစ်အောင်ညင်းရမှာပဲကြောက်မှမပြေးသေးတာသူ့ကိုမိလိုက်ပြောသည်စိုးရိမ်မျက်နှာကို သူမဖုံးနိုင် ကျောင်းမပြီးသေးတာလေးတစ်ခုနဲ့အကျောင်းပြရုံနဲ့ရပါမလားမိလိုက်မောင်နဲ့ကိစ္စကမိလိုက်ပြောမပြလိုက်ဘူးလားမိလိုက်ဒီသမင်တက်တင်ပြီးအဲ့တော့ကိုဒုတိယအကျောင်းပြချက်အနေနဲ့တော့မှာပေါ့မောင်တက်ပြေးချလိုက်တော့သူ့ကိုကျွန်တော်လှမ်းချပြီးမင်းတိတ်မပူပါနဲ့ကွာကျွန်တော်နဲ့မိလိုက်ကိုသူကြည့်ကတစ်ချက်ပြုံးသည်လမ်းစီတို့သူပြန်ငေးသည်ပြဿနာကတီးတီးကွေးကွေးလေးမှမဟုတ်တာမပူနဲ့ဆိုပေမဲ့ဟုသူတိုးတိုးပြောသည် မိလိုင်သည်သူ့ကို တွေ့၍ကြည်နေသည်ကျွန်တော်ကမဲစလီပွင့်ဝါတွေတရုတ်စကားပွင့်ဝါတွေပွင့်နေသောလမ်းထိပ်ဘက်သို့ငင်းနေစဉ်မောင်ကိုပြောတဲ့မပြောတဲ့မိလိုင်ချိန်စားပါသေးတယ်မပြောပြရင်မပွင့်လင်းရမယူသားရကြမယ်ပြောပြန်တော့လည်းမောင်စိတ်ညစ်မယ်စိတ်ပူစရာမလိုပါဘူးမောင်ရမိလိုင်ကမလှပေမဲ့တိတ်သစ္စာရှိပါတယ်တိတ်ဂရိတီပါတယ်ကျွန်တော်ဒီစပွဲပေါ်တွင်တံတောင်ထောက်ကအဆောင်တွေစီတို့ကြည်နေ၏ သူကမိလှိုင်ဘက်တို့မျက်နှာမူကမိလှိုင်မငင်းရသေးဘူးပေါ့မေမေတို့ကမိလှိုင်ကိုတိုက်ရိုက်မပြောသေးဘူးမမစီကနေစကားဆန်းတာရှိသေးတယ်ဘာတုံ့ပြန်ရမလဲဆိုတာသိချင်လို့တဆင်ပြောတာပဲဖြစ်မယ်မိလှိုင်မေမေကရောဘာပြောလိုက်တဲ့လဲမေးပေးမယ်ပေါ့လှိုင်တဲ့ဘောဘလို့ရှိတယ်ဆိုတာကိုမမကမိလှိုင်နဲ့မောင်းအောင်တီးပြီးသားပဲမေမေတို့ကိုအဲ့ဒီအကြောင်းမပြောသေးပဲနေခဲ့တာလीမိလှိုင်သဘောထားမှမသိရသေးတော့ပြောပေးမယ်မေမေပေါ့ ူတို့သဘောတူတဲ့သူကဘယ်သူလဲမိလိုက်မိလိုက်ပြောပြသည်ထိုအရာရှိငယ်မှာအင်ဂျင်နီယာဘွယ်ရာပြည်သူဖြစ်ကြောင်းမိခင်ငယ်တငယ်ချင်းအမျိုးသမီးဤတတိယသားဖြစ်ကြောင်းတင်းမောအင်ဂျင်နီယာအရွေးခံရ၍6လတနည်းအတွင်းတင်းမောလိုက်တော်မူဖြစ်ကြောင်းမိလိုက်တို့အိမ်တို့မကြာခဏအလဲလာတဲ့ကြောင်းငယ်စဉ်ကပင်တိကျွမ်းကြွေခင်ခင်မင်မင်ရင်းရင်းနှီးနှီးရှိကြောင်းသိရသည်သူကလူကြီးချင်းသဘောတူတာတွေပါတွေတိလာမိလိုက် ကျွန်တော်မေးသည်အဲ့ဒါတော့မပြောတတ်ဘူးကိုအောင်ခင်တိမာပေါ်သူ့မိဘကသူ့သဘောမေးသူ့သဘောတူလို့မိလိုက်မိဘကိုလူချင်းချင်းစကားပြောမိလိုက်အမေကမမကိုတွေးတိုးဆန်းပြီးမေးတာဖြစ်မယ်ဟုသူကမိကိုကြွက်လျှောက်တွေ့ရပြော၏စိတ်စောတော့ကဖြစ်နေသည် ကိုတီးတော့မိလိုက်ကတိတိမတိတိကိစ္စမရှိပါဘူးသူနဲ့မိလိုက်တဲ့စကားပြောချင်ကြလို့ပြောကြရင် သူနားလည်မှုရှိမှာပါကျွန်တော်ကခေါင်းငိတ်က ဟုတ်တယ်မင်းနဲ့ကိစ္စအဲ့ဒီတင်မောအင်ဂျင်နီယာတည်ရင်ပြီးပြီပဲကျွန်တော်နဲ့မိလိုက်တော့ဤစကားတွေကသူ့စိုးရင်စိတ်ကိုရော့တန်တလို့မရော့ဟုထင်ရ၏ secret တလေးယူတော့ပြီးအပြင်တို့ငေးတီးတီးနေသည်ကျောင်းသူကျောင်းသားအတော်အလာ ပြန်လဲများလာတော့လမ်းစီတို့ကျွန်တော်ကြည့်နေ၏ဝါကျွတ်ပြီးစရင်မြေတဘာဝတည်တွစ်တွစ်ချောက်ချောက်နဲ့ရှိ၏ယာတီတခုတို့ကူးတော်မီအငွေ့အသက်တည်မစုံလင်လေမောင် ခဏအကြာမှမိလိုင်ခေါ်သည်သူလှဲ့ကြည့်သည်စိတ်ညစ်စရာမဟုတ်ဘူးနော်မောင်သူကောင်းညံ့၏လုံးဝအုတ်တုံစိတ်ရှင်းပုံတော့မရှိမောင်စိတ်ညစ်တဲ့ရင်နောက်ဆိုဘာမှအတိမပေးတော့ဘူးမညစ်ပါဘူးပြောစရာရှိရင်မောင်ကိုပြောရမှာပေါ့မိလိုင်ရဟုတစ်ချက်ပြုံးပြီးသူပြော၏စာသင်ခန်းမှာထွက်လာပြီးနေ့လယ်ထမင်းစားချိန်ညနေတင်တဲ့တကားပိတ်ချိန်တွင် သူပြောသမှစကား10ခွန်းတွင် ကိုကိုမှမိလှိုင်ကိစ္စနှစ်လသုံးလအကြာတွင် မိလှိုင်က မိခင်ကိုစကားပြောခဲ့သည်ကိုအောင်မြင်တန်းဆိုသူချစ်သူတမီးမှရှိနေပါလေမေမေဟု ဖွင့်ဟခဲ့သည်မေမေအကဲခတ်ပြရစီတမီးရဲ့ချစ်သူနဲ့送ပေးပါဟု မိလှိုင်၏အမေကဆိုသည်တွဲဆောင်ပြီးတပတ်အကြာတွင်ဖြစ်ပါမလားဟုမိလှိုင်၏အမေမေးသည်ဘာဖြစ်လို့လဲအမေဟု မိလှိုင်ကမေးသည်မိလှိုင်၏အမေက အောင်မြင့်တန်းနှင့်ပတ်သက်၍ထင်မြင်ချက်ပေးသည်ဟုသိရသည် အောင်မြင့်တန်းသည်မင်းသားရှုံးအောင် ရုပ်ရည်ချုံမောသူဖြစ်သည်မိဘဆွေမျိုးဂုံကြီးသူဖြစ်သည်ဥစ္စာဒနကျွယ်ဝချမ်းသာသူဖြစ်သည်အဆဆအယားယားတွင်မိလှိုင်တို့ထက်သာသည်တမောအင်ဂျင်နီယာအမျိုးသားမိသားစုထက်တာလွန်နေသည်မှာလဲအမှန်ပင်ဖြစ်သည် မြင်သောသူနှင့်အကြောင်းဖတ်ရသည်တဘွားစာလုံးစိတ်ချနိုင်ပွဲဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြသည်ဟုမိလှိုင်ပြောပြသည် လူလောကဟာဇီစာအတော်ကြောင့်မလားအောင်ခင်ရလူအလိုတရားမင်းတောင်မှမလိုက်နိုင်ဘူးဆိုတာဟုတ်မယ်။ဘာကိုပြောတာလဲ။သူကောင်းကုတ်တီစိတ်ပြက်ပြုံးပြုံးကငါမှရုပ်ရှိတာမိဘချမ်းသာတာဆွေမျိုးတောင်တင်းတာတွေကမိလိုက်အမေဖို့သူတမီးနဲ့သဘောမတူချင်းစရာတွေဖြစ်နေတယ်လေကွာ။မင်းစိတ်သဘောထားကိုမိလိုက်မိဘကစဉ်းစားကြအောင်ပါ။သူတို့ရဲ့တမီးဘဝတစ်ချောင်းလုံးကိုစဉ်းစားမှနော်အောင်ခင်။ မိလိုင်ကမင်းဘက်မှာရက်တီထားတာပဲဟာမိလိုင်ကိုသဘောကျတာငါတယောက်တည်းလို့ငါဘဝင်မြင့်ပြီးတွက်ခဲ့တာခုမှားနေတယ်တင်မောအင်ဂျင်နီယာကိုတော်မြတ်ကပါသဘောကျနေတယ်ဆိုတာကိုမိလိုင်ကရုံမလာတာကလွဲရင်အချင်းတီလစိတ်နေသဘာဝလှတယ်ဆိုတာညင်းစရာမလိုတဲ့အချက်ပဲပူမှန်လာတာပဲငါစကားကိုတက်တည်ပြလိုက်တာပဲအောင်မြင်လားဥပမာ ဥရောပသူရဲကောင်းခစ်တုံးကလို့မြင်းစီးပြီးလှန်ထိုးတားကိုလောက်ရမလို့ဖြစ်နေတယ်။ပြောပြီးနောက်သူရဲလေဤသူအိမ်ကပါထိုးအကြောင်းနေတီးသွားပြီ။သူပြောပြလိုက်ပြီဟုဆို၏။ဘာပြောလဲဟုကျွန်တော်ကမေးသောအခါတော်ကြမင်းကြံရည်ဖြစ်မယ်တဲ့။နောက်ကြပြောင်ကြလောင်ကြတာပေါ့ကွာ။ဟုတ်တယ်။ တမက်လောင်းကတမီးရှင်69ရာခိုင်နှုန်းသဘောကျနိုင်တဲ့အရေးအချင်းတွေကိုမင်းအပြစ်တင်နေရပြီပဲအောင်မြင်သံတမီးကိုဒီတမက်လောင်းကတနေ့မှာစွန့်ပြစ်လောက်တဲ့အထိအရေးချင်းကောင်းနေနဲ့ပြည့်နေတာအပြစ်ကြီးပဲလေမိလန်မိဘအမြင်မှာပေါ့သူအဘတရရေသည်ရေတန်နဲ့အတူငါအုံနောက်ထဲမှာအဲ့ဒီကိစ္စကတော်တော်နေရာယူနေတယ်အောင်ခင်မင်းကိုအံ့ဩစရာကန်းကုန်သွားစေတဲ့ကိစ္စပဲ ငါမိလိုင်ကိုမဖော်ပြနိုင်အောင်ကိုပဲချစ်တာငါကောငါလဲအံ့ဩပါတယ်မိလိုင်နဲ့မင်းချစ်သူဖြစ်ကြတာတနစ်ကျော်အချိန်အတွင်းမင်းဘယ်မင်းကလေးကိုမှစိတ်မညစ်တာအမှန်ပဲလားစိတ်နဲ့နော်စိတ်နဲ့ तू ပြုံး၍ခေါင်းငိန်ပြီးနော်စိတ်နဲ့တောင်တစ္ဆာမဖောက်ခဲ့ပါဘူးကွာစကားဆုံးပြီးခဏအကြာ၌မိလိုင်နဲ့ဆက်လင်း၍ကြောင်းကြရသည်တို့ကို तू ပြောသည် तू အတန်တွင်ဆွဲလန်းတန်ပါသည် တန်ရောစဉ်ပြတ်တောက်ရမည်ကိုစိတ်ဆင်းရဲစွာ တွေးတောခဲ့သည်မှသူပြောပြလေသည်စိတ်မောစွာနားထောင်ရလေ၏မိလိုက်မိသားစုသည်အောင်မြင်တတ်နှင့်သဘောမတူဟုရာသက်ပတ်စကားကိုပြောခဲ့ကြသည်မိလိုက်အကြောင်းပြချက်တွေကိုအရေးအယာမတွင်းကြသူတို့သဘောတူသူကိုမိလိုင်ခေါင်းမငိမ့်သည်မြကာလပတ်လုံးမိလိုင်သည်မိသားစုစကားမနာခံသူစည်ရင်းဝင်ဖြစ်မည်ဟုဆိုကြသည် မိလိုင်သည်ယခုအခါကျမှတကယ်အကျက်အသေးတို့ရောက်ရှိလာလေသည်အောင်မြင့်တန်းကိုအိမ်အလဲမလာရန်ဖွင့်ပြောရတော့သည်ဖုံးဆက်သည်ကိုပင်အလွန်အလွန်အရေးကြီးပါမှဆက်ရန်ပြောရတော့သည်မိလိုင်ကိုနားလေပေါ်မှရပါမလားဟုကျွန်တော်စိုးရင်ခဲ့သည်သဘောပေါက်ပြီးသားပါဟုသူပြော၍ကျွန်တော်စိတ်သက်သာရရခဲ့သည်ကြေတနာကြီးကျယ်လာသည့်အချိန်တွင်သူတီဆောက်တီရမဲ့ဖြစ်လိမ့်မည်ဟုကျွန်တော်တွက်ခဲ့သည်။သို့တော့ ျွန်တော်တွက်တကယ်တို့မဖြစ်။ तू တီတီငိငိအေးအေးဆေးဆေးစိုးရင် ပူပန်စကားတွေတိတ်မပြောတော့။အကောင်းဆုံးဖြစ်လာအောင်တော့ကြိုးစားရမှာပေါ့ကွာ။မတင်မှတ်တယ်လို့ဖြစ်တာလဲမတတ်နိုင်တော့ပါဘူး။မဟုတ်ဘူးလားအောင်ကဲ။ तू စကားကြောင့်ကျွန်တော်ကမိလိုက်ကမင်းကိုတစ္ဆာရှိပါလေ။ဒါတော့ဒါပေါ့ကွာ။လူတွေစောင့်တည်တယ်ဆိုတဲ့တစ္ဆာဆိုတာတခါတလေကြတော့လေဟောဒီချောင်းထဲကရေမော်ရေညှိပင်တွေလိုပဲနေမှာပေါ့။ သူမင်းငော့ပြရာချောင်းရည်ကြည်တဲ့ကရင်ညှိပင်တွေဆိုဖြတ်ခနဲကြည့်လိုက်သည်ချောင်းကျမ်းပြင်ကြောက်တုံးကြောက်ခဲတွေချားမှာအမြင့်တွေနေသည် အစင်းရောင်အမြင့်ရှည်တွေ အနေအများစုကပူးကရှိသည်ရေစီးအလျှော့အတင်းအလိုက်ရိမ့်ငါဝေ့ကရေအောက်မှာဖြစ်နေကြသည်အမြင့်ကျော်အပင်မျောတာတော့မရှိဘူးပေါ့မမမမနေနိုင်တာရေစီးရတင်းရဝေ့ရဝေ့ရတာပဲမိလိုက်ကိုလည်းအဲ့ဒါလိုငါတွတ်ထားတယ် ကျွန်တော်ကိုသူပြောပြသည်စိတ်ရှုပ်ထွေးတယ်ငါမိလိုင်ကိုချစ်တဲ့အချိန်မှာ အခုလိုစိတ်ညစ်စရာတွေကြုံရမယ်လို့နည်းနည်းလေးတောင်မစဉ်းစားခဲ့မိဘူးအဲ့ရောစိတ်ပြတ်တံပါနေသည်ဟုကျွန်တော်ထင်၏ငါမိသားစုကငါ့ကိုကန့်ကွက်ကောင်းကန့်ကွက်မယ်လို့သာထင်ခဲ့ဘူးတာခုတော့ပြောင်းပြန်ချားကချားကပြောနေသောသူ့မျက်နှာမှာမာမာနဝိနေသည်ဟုအောက်မေ့ရသည် အရင်အမျိုးသမီးတွေတုန်းကဒီအတံမျိုးကြားရဖို့နေနေကြတာစိတ်ကူးနေတော့ငါမထင်ခဲ့မိဘူးရဲစရာလိုလိုဒေါပွားရမလိုလိုအပေချခံရတဲ့အကြောင်းပြချက်တွေကြောင့်လေငါကသူတို့သမီးကိုသူတို့မျိုးကိုတစ်ချိန်မှစွန့်ပစ်မှာပဲလို့ကြိုးပူနေတာကငါကဘာနဲ့အာမခံချက်ပေးရမှာလဲငါနေရာကမစင်သာအောင်ကျွန်တော်ဘာမှမပြောနိုင် ပြောလို့သမားတွေကတချို့တဝက် သူပြောပြီးမျက်မှောင်တစ်ချက်ကျုပ်တယ်အိမ်တော်ရေးအတွက်ဘေးအကင်းဆုံး ပြဿနာအ ਨੇ ဆုံးကိုငါရွေးချယ်လိုက်မှရှင်းမရတဲ့ပြဿနာပေါ်စရာရွေးချယ်တဲ့ကိစ္စဖြစ်လာရတယ်ကွာဟုသူတက်ပြင်းချပြီးပြော၏မိလိုက်တယောက်တည်းကိုပဲမင်းစဉ်းစားပါကွာ ဟုသာကျွန်တော်ပြောနိုင်သည်လိန်ငါလာအတွင်းအချိန်နေသည်ပြောင်းလဲလာလေသည်နောက်ဆုံးနှစ်စာမွက်ဖြည့်ပြီးသောအခါမိလိုက်ဤမိဘတွေကမိလိုက်ကိုအိမ်အောင်ချပေးရစီစဉ်သည် စီစဉ်သည်ဟူသောအတော်အနှုံးကိုမိလှိုင်သုံးသုံးတော်လဲအမိတ်ပေးသည်ဟု ကျွန်တော်နှင့်အောင်မြင်တန်းတို့ကနားလည်ကြသည်မိလှိုင်၏အတန်နှင့်မျက်နာအမှုအရာကိုထောက်ခါမိလှိုင်စိတ်ငြင်းညူးနေပြီဟု သိကြသည်အရေးမကြီးသောအကြောင်းအရာကဲ့သို့ပြောခြင်းမျှသာဖြစ်သည်ဟု ကျွန်တော်တို့သဘောရကြ၏ဖို့၍ပြောမှန်သည့်သဖြင့်အလေးအနက်ကြီးစကားမဆိုပြအောင်ကျွန်တော်ရောအောင်မြင်တန်းမှာတတိထားကြသည်မိလှိုင်အင်ကိုတိတ်ပင်းပင်းထန်ထန်ဆန့်ကျင်ရင် မောင်ကနောက်ွယ်ကနေမြောက်ပြင်သွေးထိုးလို့လို့ထင်ကြအောင်မယ်ထင်လဲထင်ပေါ့မောင်ရအင်ကိုရောဟိုတရဝါကိုရောမိလိုက်တော်တော်သဘောမကျတာမဟုတ်ဘူးမိလိုက်ဟုကျွန်တော်ကသူတို့နှစ်ယောက်ဤစကားတည်းဝင်သည်ကျွန်တော်ကိုသူတို့လှန့်ကြည့်ကြသည်အရေးအကြီးဆုံးကအဲ့ဒီတရဝါမဟုတ်လားသူကသာမိလိုက်ကိုလက်ထပ်ဖို့အလျော့ပေးရင်ကိစ္စကပြီးပြီကျွန်တော်စကားအဆုံးတွင်မိလိုက်ခေါင်းခါကသူကတင်မောတက်ရတော့မယ် ပြန်လာမှနှစ်နှစ်ကြာကြာသုံးနှစ်ကြာကြာပေါ့လေအဲ့ဒီတော့မှလက်ထပ်မယ်အခု तू မတော်ခင်စိတ်ဆက်သွားခြင်းလေလို့သူ့မိဘကတဆင်အေးဆိုတယ်မိမိတို့ကလည်း तू နဲ့ဆိုရင်မိသားချင်းဆွေမျိုးချင်းမှရင်းနေပြီးသားဘာမဆိုပြောလို့ဆိုလို့ရတယ်မိလိုင်ရဲ့အိမ်တော်ကြီးဟာရာသက်ပံစိတ်အေးရပြီးသားလို့ညကဖွင့်ပြောတယ်အဲ့ဒါလို့ကိုအောင်ခဲ့အဲ့ဒီတော်ဝါနဲ့စကားထပ်ပြောပါလားစကားပြောဖို့နေနေသားသားမြင်အောင်မမြင်ချင်းကြားတော့မကြားချင်ဘူး သုံးလေးကစုံပြီးပြောပြီးပြီပဲသူကပါကလေးအရွယ်ငယ်ကလေးကဆွဲမိခဲ့တဲ့အချစ်တွေဘာတွေဘာညာကွိကွာပြောနေတာကိုအောင်ခင်ရဲ့သူရဲ့ဒီအခံရခက်တိဆောင်ရဲ့တန်းမိလိုင်ကဟာတင်မိုးကပြန်အလာအဲ့ဒီကြမ်းမှာစိစက်မယ်ဆိုပြီးအကြောင်းပြပေါ့ပြောတာပဲဂေါလူတန်းလည်းဖြစ်တော့စက်တရမာတွေကအများကြီးဒီနှစ်ထဲမှာကွန်ပျူတာတက်မာတွေရောဘာတွေရောစုံးနေအောင်ပြောခဲ့တာပဲ မိလိုင်ကိုသူကြည့်ကပြုံးနေသည်မိလိုင်ကိုသူရှောင်နေမှကျွန်တော်ကတော့သိနေ၏ပြပအလုတ်ကိစ္စဟုအကြောင်းပြုကအဆက်အသွယ်ဖြတ်တောက်ခဲ့သည်မိလိုင်သည်စိတ်တော်ကရောက်ခဲ့သည်မိလိုင်ကိုသူအထင်မမှားဘူးမမုံဘူးအချက်မရောဘူးဆိုတာယုံကြည်ပြီးသားဟုမိလိုင်ပြောသည် ကျွန်တော်ကထိုစကားတွေကိုထောက်ခံစကားဆိုခဲ့သည် မိလိုင်သည်မောင်နှင့်မတွေ့ရတာတလရှိပြီနှစ်လရှိပြီသုံးလေးလတောင်ကြာပြီဟုတန်တန်တတဆို၏ထိုအကြောင်းတွေကိုကျွန်တော်ကသူ့ကိုပြန်ပြောသည်ခုအနေထားဟာနှစ်ယောက်စလုံးတို့အကောင်းဆုံးပဲသူ့မိဘမိသားစုကိုငါစိတ်ခုသွားတာကတော့ပြေစရာလမ်းမမြင်ပါဘူးအောင်ခင်ရာမဆိုင်လာဘူးထင်တယ်ဟုကျွန်တော်ပြောသည်ဟုတ်ပါတယ်ငါစိတ်ထဲမှာအဲ့ဒါလိုမဖြစ်ဖို့ငါဖြေသိမ့်ကြည့်ရပါပဲ။ ရီမမရတော့တာဒါဖြစ်ရင်မိလိုင်ကိုမင်းထားခဲ့ပြီပေါ့ဟုကျွန်တော်မေးသည်သူမဖြေတွေ့ရတာနေလေသည်ခဏအကြာမှာမနီလာမှာရှိတဲ့ဦးလေးစီငါသွားဖို့စီစဉ်ပြီးပြီဘယ်တော့လဲလေရင်လက်မှတ်ပဲထိုင်ဆောင်နေတာတပတ်ဆယ်ရက်ဆိုရပြီကျွန်တော်စိတ်မချမ်းသာတော့ ူပြပမှာတွားနေ kait တွင်စာနှဆောင်ရ၏တနစ်ကျော်တွင် သူနီးတူပြပတွင်တွားအလုံးလုံးနေသောတန်တမန်အတိုက်အဝန်းတွေကအမျိုးသမီးတဦးနဲ့လိုက်ထက်လိုက်ပြီးဖြစ်ကြောင်းစာရ၏ကျွန်တော်ဒီထိုအကြောင်းကို မိလှိုင်အားအတိမပေးခဲ့မိလှိုင်သည်အောင်မြင်တမ်းပြန်လာလိမ့်မည်သူနှင့်လက်ထက်လိမ့်မည်ဟု တွက်ဆဲမျှော်လင့်ဆဲစကားတွေတွေ့တိုင်းပြောသည်မိလှိုင်သည်မိဘသဘောတူသူကိုတင်းမောမှပြန်ရောက်လေလက်ထက်မည်ဟုဂရီပေးကား အချိန်ဆွဲကလှည့်စားထားကြောင်းကျွန်တော်ကိုပြောသည်မိဘသဘောတူသူသည်တင်မောလိုက်ပြီးတနည်းနဲ့ခုနှစ်လအကြာတွင်ပြန်ရောက်လာသည်ကျွန်တော်ထံသို့မိလိုက်ပြေးလာက အချမ်းညာတောင်းသည်ကျွန်တော်အုံနောက်တွင်ပူလာ၏အောင်မြင်သားမိမရခဲ့ပြီဟု မပြောခြင်းမစောင့်နေတော့ဟုဇဝေဇဝါမဆိုခြင်းညံကုံထုတ်တော်မှသူဒီကိုပြန်မလာတော့ဘူးမိလိုက်ကျွန်တော်ညာလိုက်ရ၏ မိလိုင်တွေကနိုင်ငါငိုလီတော့သည်ထိုတွဲส่งကြခြင်းသည် ကျွန်တော်နှင့်မိလိုင်အဖို့နောက်ဆုံးနှိပါဖြစ်သွား၏မိဘသဘောတူတူကိုလက်ထပ်ခဲ့ပြီးလေးငါးနှစ်ကြာသည့်အထိအောင်မြင့်တန်းကိုတန်ရောစင်မကုံသောစကားမိလိုင်က ပြန်တွေ့တိုင်းပြောသည်ထိုမြကြာလာတော့မှ အောင်မြင့်တန်းပြန်လာမည်ဟုတရင်ကြားရကြောင်းမနေ့တနေ့ကမှပြပတွင်အိမ်တော်ပြုတ်လိုက်ကြောင်းကျွန်တော်ပြောပြလိုက်သည်ထို့ထက်ကောင်းမွန်သောစကားမျိုး ကျွန်တော်မပြောတဲ့ငိမ့်ကျော်ချစ်ပန်းဝေမဂဇင်း March 1989လောချက်များကိုသီးခံပြီးနားဆင်ပေးကြတော့ညီကိုမောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။